ဂူဂူနဲ့အဖာရဲပုံလေးဆက်ပြပြလေးပြပြမှာပေါ့ဒီနေ့ပြမယ်ပုံမြင်လေးရဲ့ခေါင်းစဉ်ဟာအဖာအင်မြခီးရဲ့စသိမ်းမလေးပေါ့ကွအဖာပြန်တော့ဂူဂူကြောက်ထဲကျန်နေမှာပေါ့နော်ဒါလှုပ်ဝက်ချက်လေးကူကူနဲ့ FR ဟာသူတို့ရဲ့တတိအိတ်လေးအလုခံလိုက်ရလို့ဆေးပြက်လက်ပြက်နဲ့ပြန်လျှောက်လာတာပေါ့ကွယ် နေရစလုံးငန်းလျှောက်တာကနေရုတ်တရက်ဂူကရဲလိုက်တယ်တဲ့ဘာဖြစ်လာလဲဂူကအရှိမတခုရှိနေတဲ့ပင်တော့ပါဟုတ်တယ်အတန်ကြားရတယ်သူတို့နှစ်ယောက်တပင်နာကိုကြည့်နေတော့မှာပဲတပင်နောက်ကတခုထွက်လာတာပေါ့ဟာအမဘဘဲအေဖာလေးအမဘဘဲကိုပြန်ညွှတ်သွားကြရပေါ့ကွယ် ပြီးတော့ FI အကိုရှူသွားရလဲအမမမမဖြစ်နေရပေါ့မောင်လေးရပါအမဘယ်လိုလုပ်ဒီရောက်နေလဲလာလာဒီညကအရင်သွားကြရအောင်မောင်လိုက်မကောင်းဒီလိုနဲ့သူတို့တုံးအောင်စလုံးဂူဂူရဲ့ကိုစီကိုရောက်သွားကြရပေါ့မောင်လေးသူကဘာတူလဲသူကဂူဂူတဲ့ဟုတ်တာမင်းကြောင့်ကဘာမှပြောရသေးဘူး အခုတခါလေးပြောပြကွာငါတိတ်ချမသိဘူးကွာကိုကွာတော်ရယ်ဘယ်လိုရောက်လို့ရောက်လာမှန်းတော့မသိဘူးပေါ့သူဘယ်ရွယ်မှာစပရုပ်ကြဆိုလဲမှတ်မိဘူးပေါ့ကွယ်ကူကူကလည်းသူ့ရဲ့ဘာမှမသိတဲ့အတိတ်ကြောင့်တွေးမိပြီ။ဝမ်းနည်းနေတာပေါ့။ဆင်မကောင်းပါဘူးကွာ။ กูงาไม่ได้เปลี่ยนเนาะมากว่ากูกูฮะตรุเนี่ยเปลี่ยนเนาะแม้สรอกปูบิเซมก้องผิดตัวอ่ะบ่กูกูฮะอะยินโตเดียวแท้เปลี่ยนได้อ่ะมาบ่กวยกูกูงาเนี่ยไลค์ให้บาล่ะตะเกล่ะตะเกบ่ฮะกูกูฮะ ိုက်သွားခြင်းမင်မဲ့လေသူ့ရဲ့ကိုတန်ရောင်းဆက်ဖြစ်နေရကြောင်းမလိုက်ပဲနေဖို့ဆုံးဖြတ်လိုက်ရရပေါ့လိုက်တော့ပါဦးဗျာဒီမှာပဲနေသေးပါမယ်ကျွန်တော်မနေ့ကျန်ပိုင်းကြီးကိုလိုက်ဖို့ပါမယ်ကူကူဟာဆင်မကောင်းတာကြောင့်မနေ့ပန်းခင်းကိုလိုက်ဖို့မယ်ပြောပြီးအဲ့ရဝင်သွားတာပေါ့ကွယ် မနဲ့မိုးလေးတော့တုံးအောင်စလုံးတွားဖို့အဆင်သင့်ဖြစ်နေကြပြီပေါ့အပြန်လမ်းခေးမှာတုံးအောင်စလုံးစကားမပြောကြပဲလေးပြေစာတွားနေရတာပေါ့ကွယ်မပန်းကြီးရောက်ပြီ။ပန်းလေးရလှလိုက်တာ။လေးပြလေးရောပဲ။ ွယ်စကားပြောဖို့ချင်ရပြီကူရဲ့။ငါ့ကိုနေစရာပေးခဲ့ပြီးနေရာကိုလိုက်ပို့ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ကူကဘာမှပြောပဲဝမ်းနဲ့နေရပေါ့။သူတယောက်တည်းအရင်လိုပြန်ဖြစ်တော့မှာမဟုတ်တော့လေ။သူငါ့ကိုတော့ရမယ်နော်အဲ့လိုနဲ့ပမ်ပမ်နဲ့အဖာတို့ဟာတရလက်တရဆွဲပြီးတော်ရီကနေထွားကြတာပေါ့ ကျွန်တော် like ခဲ့တော့မယ်မောင်နှမနေ့အောင်ဆိုတော့တန်ရုံးစစ်ဖြစ်နေဂူဂူဟာဒရုန်းနဲ့လိုက်သွားဖို့ဆုံးပြလိုက်တာပေါ့ကွယ်အဲ့လိုနဲ့ပဲအင်မြန်ခီးဟာသူ့ရဲ့စလုံးရဲ့အင်မြန်ခီးဖြစ်သွားတာပေါ့တော်သေးတာပေါ့မောင်ကြီးကဂူဂူချန်နေတော့မထင်းနေတာမကြင်ခဲ့ပါဘူးကွယ်ဂူဂူဟာအဖာနဲ့ပပန်ကိုအရန်ခင်နေရကြောင်းလိုက်သွားဖို့ဆုံးပြလိုက်တာပေါ့